ဒီပိုင်းဆားမှာတော့ကောင်မလေးတယောက်ကကြောက်လန့်တကြားနဲ့လူချိုးစီကထွက်ပြေးလာခဲ့ပါလေဇာကွာကတော့တဖက်ပါနီရဲနဲ့ဆူရိုးနဲ့ဒူလန်းရှောင်းနဲ့လှုပ်စီလှုပ်စီဖြစ်နေခဲ့ပါလေအဲကြောင့်နီရဲကဘာလို့လှုပ်နေရလဲလို့မေးတော့ဆူရိုးကဇာကွာတယောက်စိတ်လှုပ်ရှားနေလို့ဖြစ်မှာပေါ့လို့ပြောလိုက်ပြီးတော့ရှက်နေတဲ့ဇာကွာကတော့မဟုတ်ရပါဘူးကွာဆိုပြီးတော့ဇွညင်းနေခဲ့ပါလေတကယ်တော့ဒီနေ့အဖိုးအီတိုးကိုအကူအညီပေးခဲ့လို့စူပါကီကကျေးဇူးစားမယ်ပြောပြီးတော့ခေါ်ထားလို့ထွက်လာခဲ့ကြတာဖြစ်ပါလေစူပါကီကအချိုးကျတဲ့တာကြောင့်သူတို့ကိုမုံကျွေးဖို့ခေါ်တဲ့အထင်နဲ့နီရဲကပြောနေခဲ့ပြီးတော့ဇာကွာက နီရဲမျက်နှာဒံရီကဘာတွေဖြစ်ဖြစ်လာလဲလို့မေးလိုက်ပါတယ်။ဒါပေမဲ့နီရဲနဲ့ဆိုတော့ကတော့မဖြေဘဲနဲ့သွားကြရအောင်ပါ။ဘာညာနဲ့စကားလမ်းကြောင်းလွှဲလိုက်တော့တာပါ။ဂျိုနဲ့လမ်းဆောင်တစ်ဖြည်းနဲ့ညောင်းလာခဲ့ကြပြီးတော့အပျော်ကီယာတနည်းအားဖြင့်ဖောက်ကောက်ဤချဖောက်ကတန်းနဲ့ကိုရောက်လာခဲ့ကြပါတော့တယ်။ဒီနေရာမှာယောက်ျားတွေရောမိန်းမတွေရောဂျွန်နာဆိုင်မိုးတွေကိုင်းကားဈေးပန်းနဲ့ခင်းနေကြပြီးတော့နီရဲကတော့ကြောင်တောင်နဲ့ဘယ်တွေရောက်ကုန်တာတုံးလို့ပွားစီပွားစီနဲ့ပြောနေခဲ့ပါတယ်။အချိန်မှာအစည်းကံဝစ်ဆောင်လေးဝစ်ထားတဲ့ကောင်မလေးကသခင်လို့ဆာကူရာကိုခေါ်ပြီးတော့ဆိုင်ထဲကိုခေါ်နေအောင်ဆာကူရာတယောက်ရှက်လို့နေပါတယ်။ ပြီးတော့သူတို့တွေကအတန်းတွေကဈေးတွေရဲ့ဟိုဆွဲဒီဆွဲအကုန်ဆွဲတာခံရပြီးတော့ကျော်နာဝီနာတွေကိုနားထောင်နေကြပြီးနောက်ဆုံးမှာတော့ညီရဲကလည်းဒီမခံနိုင်တော့တာကြောင့်ထွက်သွားကြရအောင်လို့ဆာကူရာတို့ကိုပြောခဲ့ပါတယ်။ဆာကူရာကတော့ဒီထိရောက်လာပြီးမှမပြန်ချင်ဘူးလို့ပြောလိုက်ပြီးဆက်ချောက်ဖို့လှုပ်လိုက်တဲ့အချိန်မှာဆာကူရာပေါ်မိန်းကလေးတယောက်ကတဲ့တဲ့ကြီးပြုတ်ကျလာပြီးတော့ကောင်းသောသတိလက်ချင်းနဲ့မှောက်သွားခဲ့ပါတယ်။ကာမာလေးကပြန်သတိရလာတော့ဆာကူရာကိုအားနာနေပြီးဘာဖြစ်သွားသလဲလို့မိန်းကစိတ်ပူနေခဲ့ပါတယ်။ဆာကူရာတော့ဘာမှဖြစ်ဘူးလို့ပြောလိုက်ပြီးတော့ကောင်မလေးရဲ့ထိခိုက်မိထားတဲ့မျက်နှာနဲ့ညစ်ပတ်ပြဲထွက်နေတဲ့ခေါင်းဝင်လေးကိုကြည့်က ်ဘာဖြစ်လာတာတုံးလို့မေးလိုက်ကြပါတယ်။ဒါမဲ့ကောင်မလေးကတော့ဘာမှဖြစ်ပါဘူးလို့ပဲပြောလိုက်ပြီးတော့အလင်းလုံနေလို့သွားလိုက်ပါအောင်ပဲလို့ပြောကာထွက်သွားဖို့လုပ်ခဲ့ပြီမဲ့လူမိုက်လိုဘာလို့ကောင်တွေကအုပ်စုလိုက်လိုက်လာခဲ့ကြပါတယ်။ဒါတောင်ဆိုနဲ့နီရဲတို့ကမိန်းကလေးရဲ့နောက်ကိုလိုက်နေကောင်တွေပဲဆိုတာရိတ်မိသွားကြပြီးတော့လူမိုက်ကောင်းဆောင်လို့ကောင်အားစာကူရကိုမင်းကကောင်မလေးနဲ့တိလာလားလို့မေးလိုက်ပါတယ်။ကောင်မလေးကမဟုတ်ပါဘူးမသိပါဘူးသူနဲ့ကျမနဲ့မညီပါဘူးလို့ပြောနေပြီမဲ့ဆာကူရာကအေးတိတယ်ဆိုတော့ဘာဖြစ်လို့လဲလို့ပြောလိုက်ပါတယ်။ အဲ့ဒါကြောင့်လူမိုက်ကောပုံမှန်ဆိုရင်မင်းစောပစောငါဖျက်ရိုက်ပလိုက်ပြီအေးခုတော့ငါအားမနေသေးဘူးငါ့အိမ်မိမပေးစမ်းကွာလို့ပြန်ပြီးတော့ဖျဲလိုက်ပါလိမ့်ကောင်မလေးကတော့သူလိုက်လာခဲ့မှာမဟုတ်လို့ဘသူမှဒုက္ခမပေးပါနဲ့လို့ပြောနေခဲ့ပြီးအဲ့ဒီအချိန်မှာနီရဲနဲ့ဆူတို့ကလိုက်မသွားဘူးပြောပြီးတော့ဆွဲထားလိုက်ပါလိမ့်ဆာကူရာကမင်းတို့ကဘယ်ကကောင်းနေလဲဘာဖြစ်ချင်ကြလဲကောင်မလေးတော်ရဲအိုးဆူလိုက်လိုက်ဖမ်းနေကြကြတဲ့ကမင်းတို့စောက်ထင်မကြည့်တော့တာဘာညာနဲ့ဖျဲနေခဲ့ပါလိမ့်လူမိုက်ကောင်တော့ကောင်မလေးဖမ်းလို့ရမယ့်ပတ်စံနေဝေစုမကိုက်လို့စိတ်တုံနေပြီးတော့ဆာကူရာချတော့မှဖြစ်လို့ဆူတို့ကိုကောင်မလေးနဲ့နီရဲကိုကာကွယ်ဖို့အတွက်ပြောနေခဲ့ပါလိမ့် ဒါပေမဲ့နီရီယာကောင်မလေးကိုသူကာကွယ်ပေးထားမယ်လို့ပြောလိုက်ပြီးတော့ရှေးယာကောင်လေးသားနိုင်အောင်ကျုံးဖို့စာကူရာတို့ကိုပြောနေခဲ့ပါလေစာကူရာနီရဲကိုစိတ်ပူနေတာကြောင့်ဘာတွေပြောနေရလဲဟာလို့ပြောလိုက်ပေမဲ့ဆူကနီရဲကိုယ်တိုင်အဲ့လိုပြောနေတာပဲသူ့ကိုယုံကြည်ပေးလိုက်ပါလို့စာကူရာကိုပြောလိုက်ပါလေဒါကြောင့်စာကူရာကဥမဲမီယာတို့ဒါချီပါနာတို့ပြောခဲ့တာတွေကိုအမှတ်ရသွားခဲ့ပြီးတော့နီရဲကိုသေချာကာကွယ်ပေးထားဖို့ပြောလိုက်ပါတော့တယ်တို့နဲ့ဓာိုက်ပွဲအစားတင်လာခဲ့ပြီးတော့စာကူရာနဲ့ဆူရောကအများနဲ့တယောက်တိုက်ခိုက်နေခဲ့ကြပါလေတယောက်ပြီးတယောက်စောက်ကလေးအများစီးကလောက်ကများလို့ပြောပြောပြီးတော့ဝင်လာနေပြီမဲ့ နောက်ဆုံးမှာတော့အကုန်လုံးမှောက်ကုန်ကြပြီးတော့တစ်ဖက်ကနီရဲကတော့ကြည်ပြီးတော့တုံရင်လို့နေခဲ့ပါတယ်။ဇာကူရာဒီကောင်အစီပြေပါမလားလို့တွေးကစိတ်ပူနေပေမဲ့ယုံကြည်သားမှဖြစ်မယ်လို့တွေးနေခဲ့ပြီးတော့အဲ့ချိန်ကောင်မလေးစီကိုလူဆိုးတကောင်ကဥတီကလာနေခဲ့ပါတယ်။နီရဲကအဲ့လူမိုက်ကထိုးလိုက်မယ်နီရဲကလက်သီးကိုအနီးကပ်လေးရှောင်းလိုက်ပြီးတော့ငုံရင်းနဲ့ခြေထိုးလိုက်တာတော်လဲကြသွားပါတော့တယ်။သူတို့တွေစားသောက်ဆိုင်မှာကိုယ့်ရဲ့အကြောက်တရားတွေကြောင်းပြောပြတဲ့နေ့ကနီရဲနဲ့ဒူဆိုကလိုက်လာခဲ့ပါတယ်။သူကနီရဲကိုစိတ်မရွှင်မလန်းဖြစ်နေတာဘာကြောင့်လဲလို့မေးလိုက်ပြီးနီရဲကတော့ဒီနေ့မနက်ကဇာကူရာစကားပြောတာကိုကြည့်ပြီးတော့ အတွေ့အခုဝင်လာခဲ့တယ်လို့ပြောပြလိုက်ပါတယ်။ဇာကူရာဘလောက်ပဲအခက်တွေ့နေနေရှေးဆက်ရှောင်းမဲ့သူဖြစ်ပြီးတော့သူကတော့ကူညီပေးခြင်းနဲ့ပြောနေပေမဲ့ဘာမှလုံးနိုင်တာမရှိဘူးလို့ဇူအုပ်ကိုပြောပြလိုက်ပါတယ်။သူကဇာကူရာကိုအနာဂတ်မှာတခုတော့ကူညီပေးခြင်းနဲ့လို့ပြောနေခဲ့ပြီးသူအားကိုးတဲ့သူတယောက်လည်းဖြစ်ခြင်းနဲ့လို့ပြောပြခဲ့ပါတယ်။သူတို့နောက်စားတွေ့ကြတဲ့နေ့တုန်းကဇာကူရာကသူ့ကိုပြောညာတဲ့သူတယောက်မဟုတ်ဘူးလို့ပြောခဲ့တာကြောင့်အဲဒီစကားကတကယ်မှန်တယ်ဆိုတော့တတ်တည်ပြခြင်းနဲ့လို့ဇူအုပ်ကိုပြောပြီးသူ့ကိုတိုက်ခိုက်နေတယ်တင်ပေးဖို့တောင်းဆိုလိုက်ပါတော့တယ်။ ဒါပေမဲ့ဆိုကတိုက်ခိုက်တဲ့နီးထက်ကိုကိုကာခွဲတဲ့နီးကိုအရင်သင်ရမယ်လို့ပြောပြီးတော့ဗလာစတာနဲ့ပတ်တီးတွေအများကြီးဝယ်ထားဖို့ကြံပေးလိုက်ပါတယ်။ဂျွန်နဲ့ဆိုတင်ပေးတဲ့ပထမဆုံးသင်ခန်းစာကတော့ဂျဘိုးတိုင်းဖြစ်ပါတယ်။ရန်သူကထိုးလိုက်လက်သေးကိုငုံဆောင်လိုက်ပြီးတော့ဂျဘိုးလိုခွေလိုက်တာကြောင့်ရန်သူကချော်လဲသွားတဲ့အကွက်ပဲဖြစ်ပါတယ်။အာနောင်ဆိုကသူ့ကိုထိုးဖို့ပြောနေခဲ့ပြီးတော့နီရဲကလာထိုးတဲ့အချိန်ရှောင်ပြီးတော့ခွေနေလိုက်တဲ့အတွက်လဲကျသွားတဲ့နီရဲကိုမြေကြီးနဲ့မထီအောင်ဖမ်းထားပေးလိုက်ပါတယ်။ပြီးတော့သူကဂျဘိုးတိုင်းကိုတော့မျက်စိလုံးဝမမိတ်ဖို့မှားထားလိုက်ပြီးတော့လက်ရှိမှာတော့အိုက်ကွက်နဲ့နီရဲကလူမိုက်တကောင်အောင်မှောက်သိမ့်လိုက်ပါပြီ။ ဒါပေမဲ့နောက်တကောင်ခြေထောက်နဲ့လာပြီးတော့ကန်တာကြောင့်ကြောင်ပြောင်းနေတဲ့နီရဲကိုဆိုကဝင်ကူညီလိုက်ပြီးတော့မျက်စိမမိတ်ရဘူးလေလို့ပြောနေခဲ့ပါတယ်။ဆာကူရာကတော့တကွက်ပြသွားနီရဲကိုသဘောတည်ကြနေပြီးတော့အဲ့လိုလုံနိုင်အောင်ကြိုမပြောဘူးလို့ပြောလိုက်ကသူရှီယာနကောင်အသင်ပြင်းပေးလိုက်ပါတယ်။ပြီးတော့လူမိုက်ခေါင်းဆောင်လို့ဘာလို့ကောင်လဲတိုက်ခိုက်ပြစ်လိုက်ပြီးတော့မှောက်သွားတဲ့လူမိုက်တွေအားလုံးကြည့်ကကောင်မလေးကတော့အန်အောနေခဲ့ပါတော့တယ်။ဆာကူရာဆိုကိုဒီလောက်အန်နေများတဲ့အကွက်ကိုမင်းသင်ပေးထားလားလို့မေးလိုက်ပြီးဆိုကလည်းအေးလေဂျပိုးအကွက်ပေါ့ဟာလို့ပြန်ပြီးတော့ပြောခဲ့ပါတယ်။ ။နီရဲကလည်းစူကိုလှုပ်ပြတာကတော့တကယ်မိုက်ပေမဲ့သူလှုပ်တာတော့ငပိုးကြီးကြနေရပဲလို့ပြောလိုက်တာကြောင့်ဇာကူရာမဟုတ်ပါဘူးကွာမိုက်ပါတယ်ဟာလို့ပြောပေးလိုက်ပါတယ်။ဒါတော့နီရဲလည်းပျော်သွားပြီးတော့မျက်ရည်ကျဖို့လှုပ်လိုက်ပြီးမဲ့ကောင်မလေးရှိနေသေးတာကိုသတိထားမိသွားတာကြောင့်ပြပြသလဲထပြီးတော့ဒီလူတွေကဘယ်ဟာလူတွေလဲလို့မေးလိုက်ပါတော့တယ်။ကောင်မလေးကဖြေဖို့လှုပ်လိုက်ပြီးမဲ့ရုတ်တရက်လူတယောက်ကပြေးလာခဲ့ပြီးဇာကူရာကိုကန်လိုက်တာကြောင့်အမြန်ကာလိုက်ရပါတယ်။ဇာကူရာအဲ့လူကိုခုနကလူမိုက်တွေနဲ့တဖွဲ့တဲလို့ထင်နေပေမဲ့သူကကောင်မလေးကိုသူ့နောက်ဆွဲထားလိုက်ပြီးတော့ရှီဇူကာကိုလိုက်ဖမ်းနေတာမင်းတို့တွေလားလို့ဖြေလိုက်ပါတော့တယ်။ ကောင်မလေးကဟဲဟဲနားထောင်နားထောင်ဆိုပြီးတော့နားထောင်ပါအောင်လို့ပြောနေပေမဲ့ဆရာသမားမင်းတို့ခွင့်မလို့ဘူးပညာပေးရမယ်ဘာညာနဲ့ဇွတ်ကြီးဖျဲနေရကြောင်းပားရိုက်ပြစ်လိုက်ရပါတယ်အဲ့လိုနဲ့နောက်ဆုံးမှာတော့ဆရာသမားလည်းယေစုကကိုကူညီပေးခဲ့တဲ့သူတွေစွာကိုနားလေသွားတဲ့အတွက်ဇာကူရာတို့ကိုဒူးထောက်ပြီးတော့တောင်းပန်နေခဲ့ပါတော့တယ်ပြီးတော့ဘိုက်ကိုဓာတ်နဲ့လိရမလားလက်ချောင်းဖြတ်တောင်းပန်မလားလို့ပြောနေခဲ့ပြီးတော့ကောင်မလေးကတော့ကန်ချန်တော့ရှင်းုံကျမမှားထားရမလားဇွတ်ကြီးဇွတ်ကြီးမလုံးနဲ့ဆိုတာကိုလို့စူနေခဲ့ပြီးတော့ကန်ချန်တော့မျက်နှာငယ်လေးနဲ့တောင်းပန်နေခဲ့ပါတယ်ညီရဲကခမရတို့ကဘသူတွေလဲလို့မေးလိုက်တာကြောင့်အဲ့လူက သူ့နာမည်ကနာကာမူရာကန်ဂျီလို့ပြောပြလိုက်ပြီးတော့ရီဇူကာရဲ့တချင်းဆိုတဲ့ဆိုင်းကဇပွဲတို့လို့ပြောပြလိုက်ပါတယ်။ဆာကူရာကတော့အချစ်စင်စာလေးကအလုံးလုံးနေခဲ့ပြီးတော့ရှက်နေခဲ့ရကခူတော်ဒီလိုကြီးပဲငါလားခွီးထဲမှာပဲလို့ပြောနေခဲ့ပါတော့တယ်။အဲချိန်နောက်ကနေလူမိုက်တကောင်ပြန်ထလာကြအောင်ဆာကူရာကပြေးပြီးတော့တိုက်ခိုက်ပေးလိုက်ပါတယ်။အဲနောက်မှာတော့နောက်တိုင်းဝစ်စုံဝစ်ထားတဲ့ခမ်းမမိုက်လူတွေကရောက်လာခဲ့ပြီးသူတို့ကရိုဘိုအီချီစာအဖွဲ့တွေပဲလို့ပြောပြခဲ့ကကန်ချန်ကတော့သူတို့ရဲ့ခေါင်းဆောင်ဖြစ်တဲ့အကြောင်းကိုပြောပြခဲ့ပါတယ်။ရိုဘိုအီချီစာဆွဲအတန်ကြားနဲ့ဒီရက်ကလန့်ဖြန့်သွားပြီးတော့ အဲ့ဒီဘက်ကဖူရင်နဲ့နှစ်ပေါင်းများစွာမတည့်ခဲ့ကြတဲ့အဖွဲပဲလို့ပြောပြလိုက်ပါတယ်။အဲစကားကြောင့်ကန်ချန်အော်မင်းတို့ကဖူရင်ကလားလို့ပြောလိုက်ပြီးတော့သူကဆာကူရာတို့ရဲ့ကြမ်းတမ်းပြီးတော့ဂျင်နာတက်ကြတဲ့ပုံလေးသဘောကျတယ်လို့ပြောခဲ့ပါတယ်။သူရဲ့စကားပြောပုံတွေကဦးမဲမီယာနဲ့တောင်နည်းနည်းခက်ဆင်ဆင်ပါပဲ။အချင်းကောင်မလေးကရှင်တို့ကဖူရင်ကဆိုတော့စူပါကီရောတိလားလို့မေးလိုက်ပါတယ်။အဲနောက်မှာတော့သူတို့ကရိုဘိုအီချီစာရဲ့ဥဂီကလပ်ကိုသွားခဲ့ကြပြီးတော့အဲမှာတော့ယောက်ျားမလေးစူပါကီတယောက်ဆက်စီကနေတော့မရလို့အန်အောနေခဲ့ရကဒီပိုင်းလေးကတော့တလောက်နဲ့ပဲဇာသိမ်းသွားပြန်ပါတယ်ခင်ဗျာ။